မြန်မာနေဦးခရိုနီကယ်ဖေဖော်ဝါရီ25မြင်တွင် PDF မင်္ဂလာဆောင်စစ်ကောင်စီဘုံကျဲခံရတာနဲ့အညာဒူပိုင်းဆောင်းပါးခဲ့ရက်မကွေးတိုင်းမြိုင်မျိုးနယ်တဲကလက်ဖြစ်တူးတဲ့ရေနယ်မော်ရီမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ဘကဖရီအနေနဲ့အခွန်အောက်ရတဲ့ငွေစစ်တပ်ထောက်ခံတဲ့ရေနံတွင်တူးသူတွေတင်းဆောင်သွားလို့ထားခဲ့တဲ့လက်လုံရေနံတွင်တွေကရတဲ့ငွေကြေးတွေနဲ့အကျင့်ပြတ်ချဆမှုနဲ့အာဏာအလွဲသုံးဆမှုတွေကို ရေးချဲ့ထားတဲ့အညာဒူပိုင်းဤနောက်ွယ်အမည်ရှိတဲ့သတင်းဆောင်ပါကို AR သတင်းဌာနက ဖီဖိုင်လာ20ရက်နေ့မှာဖော်ပြခဲ့ပါတယ်။ဒီဆောင်ပါနဲ့ပတ်သက်လို့လက်နက်ကင်တော်လိုင်းရေးညဦးတော်လိုင်းရေးထောက်ခံသူတွေအကြောင်းမှပင်လျင်အမြင်မတူကြဝေဖန်ညှိခုံကြအပြစ်တင်ကြတဲ့ပြောဆိုရေးသားမှုတွေလူမှုကွန်ရက်မီဒီယာမှာစုညံနေခဲ့ပြီးနောက်ယနေ့မနက်ပိုင်းမှာတော့ဆောင်ပါပါဒေတာတွေကကြည့်ရတရားဖြစ်တဲ့စုံကုန်းကြည့်ရမှာ PDF တပ်ဖွဲ့ဝင်တဦးရဲ့မင်္ဂလာဆောင်ကိုစစ်ကောင်စီရဲ့စစ်လေရင်တွေက ဘုံကျဲချခဲ့ရမှာဆယ်ဦးထက်မနည်းတေဆုံးခဲ့ပြီးအများပြားလဲတရားရခဲ့တဲ့တဲ့တွင်ထပ်ပေါ်လာပါတယ်။အထက်ကအညာဒူဘိုင်းနောက်ွယ်ဆိုတဲ့တဲ့ဆောင်းပါဖော်ပြမှုကြောင့်ဒီဒေတာကိုစစ်ကောင်စီလေးချောင်းကနေဘုံကျဲတယ်လို့ကောက်ချက်ချသူတွေကတဲ့မီဒီယာကိုအပြစ်တင်ကြပြီးတော်လန်ရေးကိုထိခိုက်စေတဲ့တဲ့ဆောင်းပါဒီဒေတာကိုလေးချောင်းတိုက်ခိုက်ခံရအောင်လုပ်တဲ့တဲ့ဆောင်းပါဆိုပြီးအပြစ်တင်ပြောဆိုကြတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီလေးကြောင်းတိုက်ခိုက်တဲ့ပြစ်မှတ်ကစောင်းပါးပါကြေးရွာတွေကရွာတရွာဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တယောက်ရဲ့မင်္ဂလာဆောင်ဖြစ်လို့အဆိုပါတပ်ဖွဲ့ဝင်ရဲ့ရဲဘော်လက်နက်ကန်အဖွဲ့ဝင်တွေလာကြလိမ့်မယ်ဆိုတဲ့ယူဆချက်နဲ့ပြစ်မှတ်တာတိုက်ခိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် စစ်ကောင်စီအနေနဲ့တရင်ဆောင်ပါဆိုရာထက် PDF အဖွဲ့ပအဖားလို့အတူကောက်ခေါ်တဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့အခမ်းအနားလိုမျိုးတရင်အချက်အလက်တွေကိုစောင့်ကြည့်နေပြီးတိုက်ခိုက်တဲ့သဘောလိုယူဆနိုင်ပါတယ်။2023ခုနှစ်ဧပြီလကပဇီကြီးကျေးရွာပအဖားရုံးဖွင့်ပွဲစွန့်ကတ်တဲ့အခမ်းအနားလိုမျိုးကို လေကြောင်းပုံကျဲခဲ့တာကိုကြည့်ရင်ရန်သူကပကဖပအဖားတို့ရဲ့လှုပ်ရှားမှုအခမ်းအနားတွေကိုနမတ်တစ်ပြတ်မှတ်ထားတိုက်ခိုက်နေတယ်လို့ယူဆနိုင်ပါတယ်။တစ်ဖက်မှာတော့တရင်မီဒီယာတွေအနေနဲ့ ပကဖပအဖအစားရှိတဲ့အဖွဲ့အစည်းတွေကငွေပေါ်တဲ့ရေနံမော်လို့နေရာမျိုးမှာကုချိုးရှာမှုအကျဉ်ပြတ်မှုအာဏာအလွဲတုံ့ဆောင်းမှုတွေရှိနေတယ်လို့မြင်တွေ့တဲ့အခါသတင်းရေးဖို့ဝတ်တရားရှိတဲ့ယူဆချက်သတင်းမီဒီယာတွေအနေနဲ့အုတ်ချုပ်သူတွေ အနာရှိသူတွေအနေနဲ့တာဝန်ခံမှုတာဝန်ယူမှုရှိဖို့ဝေဖန်ထောက်ပြတာဟာအများပြည်သူ အကျိုးစီးပွားဖြစ်တယ်ဆိုတဲ့သတင်းမီဒီယာရဲ့အဓိကတာဝန်ဝတ္တရားဆိုတဲ့အချက်ကိုစုပ်ကိုင်ပြီးရေးသားဖော်ပြတဲ့နဲ့ရေးသားဖော်ပြခွင့်ရှိတယ်လို့ရက်တည်ရေးသားကြတာဖြစ်ပါတယ်။သတင်းမီဒီယာကိုအပြစ်တင်သူတွေကတော့လေကြောင်းတိုက်ခိုက်ခံရနိုင်တဲ့အခြေအနေမျိုးမှာအခုလိုကြေးရွာအမြင်နဲ့နေရအသေးစိတ်အချက်အလက်တွေပကဖခေါင်းဆောင်တွေရဲ့နာမည်တွေနဲ့တကွာ ရေးသားပေါ်ပြလိုက်တာဟာရန်သူကိုလေကြောင်းကတိုက်အောင်သတင်းပေးသလိုဖြစ်တယ်လို့ထောက်ပြကြတာပါ။ဖားကန်းတို့လိုကြောက်စိမ့်ထွက်တဲ့ငွေပေါ်တဲ့ဒေတာမျိုးမှာအနှိတ်ခမ်းပြစ်တစားခမ်းကာရာအိုကေခမ်းလောင်ကစားခမ်းတွေရှိမှသဘာဝပဲဆိုတဲ့သဘောလဲကောက်ခွဲပြောဆိုကြပါတယ်။ဒီလိုပြောဆိုမှုမှာငွေပေါ်တဲ့ကြောက်တွင်းမော်ရွှေမော်တွေမှာလောင်ကစား KTV အနှိတ်ခမ်းမူရစီဝါပြစ်တစားခမ်းတွေတာမန်ဒေတာတွေထပ်ပေါများခြင်းဟာသဘာဝဖြစ်ပေမဲ့အဲ့ဒီဒေတာကိုအုပ်ထုပ်တဲ့ အာနာရှိသူတွေကငွေကြေးနဲ့အာနာကိုအလွဲအသုံးချမှုတွေခြားစားမှုတွေရှိခဲ့ရင်သတင်းမီဒီယာတွေက ရေးသားဖော်ပြလိုကြတာလဲသဘာဝဖြစ်ပါတယ်စစ်ကောင်စီကနေစဉ်နဲ့အမျှလက်နက်ကင်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဒါမှမဟုတ်ဖြစ်ပွားခြင်းမရှိတဲ့ PDF နဲ့တိုင်းရင်းသားလက်နက်ကင်ထိန်းချုပ်နယ်မြေတွေကိုနေစဉ်လေကြောင်းကတိုက်ခိုက်နေတာပါ အခုလိုစုံကုံကျွရတိုက်ခိုက်မှုကအေယာဝတီသတင်း website ကစောင်းပါးကြောင်းလို့ပြောရင်တစိမ့်တစ်ပိုင်းဆိုနိုင်ပေမဲ့တစ်ထစ်ကြတော့မဆိုနိုင်ပါဘူး တဖက်မှာသတင်းမီဒီယာတွေအနေနဲ့အုတ်ထုတ်သူတွေကိုတောင်းဝင်ခံမှုရှိအောင်မြေပြင်မှာပြစ်ပျက်နေတာကိုမရေးသင့်တော့ဘူးလားဆိုတဲ့မေးခွန်းလည်းရှိနေပြန်တာဖြစ်ပါတယ်။တော်လန်ရေးကာလမှာမီဒီယာတွေအနေနဲ့လွတ်လပ်စွာရေးခွင့်မရှိသင့်ဘူးဆိုတဲ့ယူဆချက်နဲ့တဖက်မှာတော့နေဦးတော်လန်ရေးဆိုတာဆရာနာရှင်တွေမကပဲမမှန်မကန်လှုံ့ဆော်နေတယ်။ဘယ်ဘက်ကဘယ်သူကိုမဆိုရေးသားဖော်ပြရမှာပဲဆိုတဲ့မီဒီယာရဲ့လွတ်လပ်ခွင့်တို့အပြိုင်ကြတဲ့အပြိုင်မှုတရက်လဲဖြစ်နေတာအမှန်ပဲဖြစ်ပါရဲ့ရှင်။